အားလုံးပဲမင်္ဂလာပါဗျာဒီနေ့က2025အောက်တိုဘာလ17ရက်နေ့ဖြစ်ပါတယ်နော်မနေ့ကမျိုးသမီးတို့ကအကိုတဲ့စိတ်ဆိုတာပါလေတဲ့ဘယ်နေရာမှာရှိတာလဲမနေ့ကမေးသွားတယ်သူ့တော့အချင်းချင်းလေးရှင်းပြလိုက်ပါတယ်ကျွန်တော်တို့ဗုဒ္ဓဘာသာကြီးရဲ့အဓိကပြဿနာကမူရင်းမြတ်စွာဘုရားဟောတဲ့ပါဠိတော်တွေကိုမဖတ်ကြအောင်မနာကြအောင်မနာတဲ့အခါကျတော့ကျွန်တော်တို့ခန္ဓာကိုယ်အကြောင်းကျွန်တော်တို့မသိကြအောင် မြတ်စွာဘုရားကဒီခန္ဓာကိုယ်အကြောင်းကိုပဲဟောတာဒီခန္ဓာကိုယ်ရဲ့အမှုရာတွေစိတ်မှုရာတွေကိုယ်မှုရာတွေကိုသိအောင်စောင့်ကြည့်ခိုင်းတယ်ဒီသဘောတရားတွေကိုသိလာလို့ရှိရင်ခန္ဓာကခန္ဓာကိုယ်သိလို့ရှိရင်လောကယူသိတာပဲလောကရှိတရားကိုသိသွားတာပဲဒါကြောင့်လို့ကိုယ့်ကိုယ်ကိုစောင့်ကြည့်တဲ့အလုပ်ကိုမြတ်စွာဘုရားကလုပ်ခိုင်းတယ်အဲ့ဒါကိုစောင့်ကြည့်ဖို့အတွက်ကိုမြတ်စွာဘုရားကတရားတွေကိုဟောတာခန္ဓာရဲ့သဘောတရားတွေကိုဟောတယ်ဤမှာပဏာနာတာပါဠိတော်မှာမဟာဝေဒနာတုတ်ဆိုတာရှိတယ်အဲ့ဒီတုတ်ထဲမှာ အရှင်ကောဓိကနေပြီးတော့အရှင်သာရိပုတ္တရာကိုမေးခွန်းနေမိတာတုတ်တန်ကြီးကတော့ရှေ့ကြီးပဲပေါ့နော်အဲ့ဒီထဲမှာနည်းနည်းလေးဖြတ်ပြီးတော့ဒီဟာနဲ့ပတ်သက်ပြီးပြောပြအိမ်တွင်၅ပါးလို့ခေါ်တယ်အဲ့ဒီအိမ်တွင်၅ပါးဆိုတာဘာလဲတဲ့မျက်လုံးအိမ်တွေနားအိမ်တွေနှာခေါင်းအိမ်တွေရှာအိမ်တွေကိုယ်အိမ်တွေတဲ့အဲ့ဒါအိမ်တွင်၅ပါးပဲဒီကိုယ်အိမ်တွေဒီကိုယ်လုံးကြီးကိုတကိုယ်လုံးလို့ပြောလိုက်ရရတာနေဘာဖြစ်လို့အိမ်တွင်၅ပါးဆိုပြီးခွဲပြောရလဲလို့ သူတို့ကအာယုံခံစနစ်တွေဖြစ်တယ်။ကာမဂုဏ်ကိုခံစားတဲ့အာယုံခံစနစ်တွေဖြစ်တယ်။မျက်စိရလည်းအစင်းနဲ့အလှလှပပလေးတွေမြင်တာကိုခံစားခြင်း။အဲ့ဒီမျက်စိမှာပဲစိတ်ကလာဖြစ်တာ။စိတ်ကဘယ်မှာဖြစ်လဲဆိုတော့မျက်စိမှာပဲဖြစ်တာ။မျက်စိကန်းနေတဲ့လူမှာမြင်စိတ်မဖြစ်ဘူး။မျက်စိရှိနေတဲ့လူမျက်စိထဲမှာတချို့ကမျက်စိတော့ရှိတယ်ဒါပေမဲ့မျက်စိထဲမှာစက္ကုပ္ပတာရဆိုတဲ့ဓာတ်ကလေးမရှိဘူး။ရုပ်ရုပ်ဓာတ်ကလေးမရှိဘူး။အဲ့ဒီစက္ကုပ္ပတာရလေးမရှိလို့ရှိရင်မြင်စိတ်မဖြစ်ဘူး။ မြင်စိတ်ကဘာမှဖြစ်လဲဆိုတော့အဲ့ဒီစကုပ္ပတာဘာမှဖြစ်တာဒါဆိုရင်ကြားစိတ်ကဘာမှဖြစ်ဆိုနားထဲမှာပတာရတက်ရှိအဲ့နားထဲကပတာရတက်ကလေးကိုတချို့နားကန်းနေတယ်မကြောက်နားတော့ရှိတယ်မကြောက်အဲ့ဒါအထဲထဲမှာပတာရတက်မရှိဘူးအဲ့ဒီပတာရတက်ပုံမှာကြားစိတ်ဖြစ်တယ်အဲ့တော့ဒီစိတ်တွေကဘာမှဖြစ်လဲဆိုတကူလုံးမှာဖြစ်နေတာခန္ဓာကိုယ်အနှံ့ပြားမှာဖြစ်နေတယ် ဒါပေမဲ့သူ့ရဲ့အာရုံခံစနစ်ပေါ်မှာမူတည်ပြီးတော့တစ်ခုနဲ့တစ်ခုကကြော်လွန်ပြီးမသိနိုင်ဘူး။နားကလည်းမမြင်နိုင်ဘူး။မျက်စိကလည်းမကြားနိုင်ဘူး။အခုကျွန်တော်ပြောနေတဲ့စကားတွေကိုခင်ဗျအတိုင်းပိတ်ပြီးကြည်လိုက်။ကျွန်တော်ပါဇက်ဘလောက်လို့လို့ကျွန်တော်ဘာပြောနေတယ်ဆိုတော့ခင်ဗျားတို့မသိနိုင်ဘူး။ဘာဖြစ်လို့မြင်တဲ့အမြင်ကအကြအာရုံကိုအလုံးလုံးပြနေအောင်လေ။နားကပဲလှုပ်လှုပ်ပြနေတာ။အဲဒီသဘောတရားပဲ။စိတ်တွေကဘယ်မှာဖြစ်လဲဆိုတော့ဒီအာရုံခံစနစ်တွေပေါ်မှာဖြစ်နေတယ်။အဲ့တော့တခါထက်ပြီးတော့မေးတယ်။ ရှင်မကောဒီကဒီအင်္ဂလိပ်၅ပါးကားတဲ့ဘာကိုဆွဲမိပြီးတော့တည်တယ်လဲဆိုတော့ဇီဝိတ္တင်တွေကိုဆွဲပြီးတည်ရဲ့ဇီဝိတ္တင်တွေဆိုတာအတက်ဒီအင်တွေဒီခန္ဓာကိုယ်လို့ပြောလိုက်လို့ရှိရင်အထဲကအုံနောက်တွေရောကလီစာတွေရောနှလုံးတွေရောအဆုတ်တွေရောအကုန်ပါသွားပြီဒီအပေါ်မှာရှိနေတဲ့မျက်စိနားနာလျှာကိုဆိုတော့ဘာဖြစ်လို့ခွဲပြီးပြောရလဲဆိုတော့ခုနကပြောသလိုအာယုန်ခံစနစ်ကိုခွဲပြီးပြောတာ ဲ့တော့ဒီအာယုံခံစနစ်ကိုခွဲပြီးပြောလိုက်တဲ့အခါမှာဒီအာယုံခံစနစ်တွေတကူလုံးဒီဘာကိုဆွဲပြီးတည်လဲဆိုတော့ဇီဝိတ္တင်ကိုဆွဲပြီးတည်တယ်အတက်ပေါ့မျက်စိရဲ့အတက်ကမျက်စိမှာပဲရှိတယ်နားရဲ့အတက်ကနားမှာပဲရှိတယ်တချို့မျက်လုံးတွေပုတ်ပြီးတော့ပေါက်သွားတာဒီပါလေညင်မိုးတယ်မလားတချို့တွေမျက်လုံးတိတ်ဆွဲပြီးတော့မျက်လုံးကြီးပေါက်ထွက်သွားတာပါအဲ့ဒီမျက်လုံးထဲမှာဇီဝိတ္တင်တွေရှိသွားတာတချို့လက်ပုတ်ခြေပုတ်ယောဂါတွေဖြစ်တယ်လက်ဒီခြေောက်တွေဟာလှုပ်လို့မရတော့ပေါက်လာတဖြည်းဖြည်းနဲ့အဲ့ဒါဘာလဲဆိုဇီဝိတ္တင်တွေရှိသွားတာ အတက်ဆိုတာလည်းအဲ့ဒီလိုပဲတကောလုံးအပြည့်အဝပြောင်းမှရှိရအတက်ဆိုတာအကောင်လေးတကောင်မဟုတ်ဘူးမျက်လုံးမှာဇီဝိတင်တွေမရှိတော့ဘူးဆိုရင်မျက်လုံးကန်းသွားတာပဲအဲ့ဒီမျက်လုံးကြီးပေါက်ဖွက်သွားတာပဲအဲ့ဒီလိုပဲနှလုံးမှာဇီဝိတင်တွေမရှိတော့နှလုံးပြက်စီးတယ်ကြောက်ကမှာဇီဝိတင်တွေမရှိရင်ကြောက်ကပြက်စီးတယ်ဒါကဇီဝိတင်တွေဆိုရဲအတက်ဇီဝတက်တက်တက်နောက်ကကြတော့ကံမစတည်စောတယ်ကံမစတည်စောကံမစတည်စောကကြတော့အဲ့ဒီဇီဝိတင်တွေကိုမှီပြီးဖြစ်တယ်တဲ့ ဇီဝိတ္တိန်တွေနဲ့ကမ္မကမ္မဇတိဇောကအတွဲလိုက်ရှိနေတာကမ္မဇတိဇောဆိုတော့ခန္ဓာကိုယ်အပူငွေ့ပေါ့အပူဓာတ်ရှိတဲ့ခန္ဓာကိုယ်ဆန်းလိုက်လို့ရှိရင်အပူဓာတ်ရှိတယ်ထေသွားတဲ့မသားဒီမှာအေးခဲသွားတယ်အပူဓာတ်မရှိတော့ဘူးထေသွားတဲ့မသားကြီးကအေးဆက်တောင့်တင်းသွားတယ်အဲ့ခန္ဓာကိုယ်မှာကမ္မဇတိဇောဓာတ်မရှိဘူးအဲ့ကမ္မဇတိဇောနဲ့ဇီဝိတ္တိန်တွေဆိုတဲ့အတက်နေရာတဲ့မီးနဲ့အလင်းရောင်လိုပဲတဲ့မီးပြစ်လာတဲ့အခါကျတော့အလင်းရောင်ကိုမြင်ရတယ် ဲ့ဒီအလင်းရောင်ကြောင့်ပဲဒါမီးလို့သိရတယ်။အဲ့တော့မီးနဲ့အလင်းရောင်ကြီးခွဲခြားလို့မရတဲ့အရာဖြစ်တယ်။အဲ့တော့ဒီလိုခွဲခြားလို့မရတဲ့အရာကိုဇီဝိတ္တင်တွင်နဲ့ကမ္မဇတေဇောလို့ခေါ်တယ်။အဲ့တော့ကျွန်တော်တို့ခန္ဓာကိုယ်ထဲမှာဇီဝိတ္တင်တွင်နဲ့ကမ္မဇတေဇောဆိုတာလည်းအကောင့်တကောင့်အနေနဲ့ရှိနေတာပေါ့။ရုပ်တိုင်းရုပ်တိုင်းမှာဇီဝိတ္တင်တွင်ရုပ်ကမ္မဇတေဇောရုပ်ရှိနေ။ဟုတ်လား။အဲ့တော့အတ္တဆိုတဲ့သဘောတရားကြီးလေအကောင့်တတ္တဝါလေးမဟုတ်ဘူး။ ဒါကြောင့်မလို့အတ္တတည်းလေအနတ္တပဲအတ္တမဟုတ်အကောင့်မဟုတ်ဒါဆိုရင်ဒီဇီဝိတ္တန်တွေဒီပုံမှာဒီပတာရယုတ်ဒီပုံမှာဆွဲမိပြီးဖြစ်ပေါ်နေတဲ့စိတ်တရားရောအတ္တလားအနတ္တလားဆိုတော့ तू ကတိုက်မှဖြစ်တဲ့သဘောတရားဖြစ်တယ်လို့တုံလည်းအနတ္တပဲအတ္တမဟုတ်ဒီလိုစဉ်းစားမပြတ်ဖြစ်နေတဲ့အရာကြီးကရက်မသွားဘူးဘာဖြစ်လို့လဲဆိုကံဆိုတဲ့အရာကြီးကိုကျွန်တော်တို့ဒလက်ဇက်ကြီးလုံနေကြတာနန်းဆိုတော့တွေးတယ်ကြံတယ်အဲ့တော့ဒီခန္ဓာကိုယ်ကြီးကိုစဉ်းစားမပြတ်ရှင်သန်ဖို့တကထပ်မိတယ် ဘယ်အရာတွေကဒါကမြတ်စွာဘုရားရှင်တုတ်တန်နေတကတုတ်တန်နေတခုပြီးတခုတောင်းဆက်ပြီးမှပြောရတာဖြစ်ခြင်းကြောင့်အများကြီးတော့တက်တည်ပြလို့မရနော်မြတ်စွာဘုရားကိုမေးတဲ့အခါမှာဒီကနာကိုကြီးမှာတဲ့အသက်ရှင်မှုအတွက်ဘာလို့လဲဆိုတော့အာဟာရတဲ့အာဟာရ၄မျိုးရှိတယ်ကပလီကာရအာဟာရတဲ့ကျွန်တော်တို့စားတဲ့တောက်တဲ့ခဲတဲ့အဲ့ဒီအာဟာရကြောင့်လေဒီကနေရုပ်ဉာဏ်ဒီဆက်ဆက်ကဆက်ကဖြစ်တယ်နောက်တစ်ခါဖတ်တာအာဟာရတွေ့ထိတဲ့သဘောတရားတွေ ျွန်တော်တို့ကတခုခုနဲ့ကောင်းတယ်ဆိုတဲ့ဒီနဲ့ပတ်သားထားတယ်အဲ့ဒီမှတ်သားထားတဲ့အရာဒီနဲ့တွေ့ကြည့်တဲ့အခါမှာကျွန်တော်တို့ကဆင်းရဲတယ်လို့ချမ်းသာတယ်ဆိုတော့ဝေဒနာတွေကိုခံစားရတယ်။အဲ့ဒါဒီဖတ်တာအာဟာရမနောတင်စေတနာအာဟာရတယ်မနောတင်စေတနာအာဟာရဆိုတော့လုံစုံတယ်။အာယုံကောင်းကောင်းလေးတွေမြင်မြင်နဲ့အာယုံကောင်းကောင်းအတန်လေးတွေကြားကျင်နဲ့စိတ်စော်တဲ့သဘောတရားတစ်ခုရှိတယ်။စိတ်စော်တဲ့စိတ်ရှိတယ်။အဲ့ဒါလေးကိုမြင်နေနေနဲ့စိတ်စော်တဲ့စိတ်တင်္ခါရတစ်ခုရှိတယ်။အဲ့ဒီဟာလေးကိုမနောတင်စေတနာအာဟာရလို့ခေါ်တယ် ဲ့ဒီအစီအစဉ်အာဟာရကြောင့်လေဒီရုပ်တွေနဲ့ဒီဆက်ခါဆက်ခါဖြစ်နေနောက်တဲ့အာဟာရတစ်ခုကဝိညာဉ်အာဟာရဝိညာဉ်ဆိုတဲ့သဘောတရားကစိတ်ပဲစိတ်ဆိုတာစိတ်ကိုဘာလို့ဝိညာဉ်လို့ခေါ်လဲလို့မေးလို့ရှိရင်စိတ်ဆိုတဲ့သဘောတရားခွဲပြီးပြောရလဲဆိုရင်အာယုံကိုတိတက်တာဒီစိတ်ဒီအာယုံရဲ့သဘောတဘာဝကိုသိတာစိတ်ဝိညာဉ်ဆိုတဲ့သဘောတရားကတော့အထူးသိသွားတာအဲ့ဒီပုံမှာပညာရည်ပြီးပါလာတယ်ဥပမာမေတ္တာစိတ်ရှိတယ်ကရုဏာစိတ်ရှိတယ်ဆိုပြီးခေါ်ကြတယ် ဲ့ဒီကနေပြထူးထူးထွေထွေတည်သွားတာကိုဝိညာဉ်လို့ခေါ်တယ်။ဝိညာဉ်ဆိုတဲ့အဆူအဲ့ဒါကြောင့်ဝိညာဉ်နဲ့ခန္ဓာဆိုပြီးတော့ထပ်ဖြစ်လာတယ်။အဲ့ပေါ်မှာတွေးတော့တာတွေစင်ကျင်တာတွေစီစောတဲ့အကုန်လုံးပေါင်းပေါင်းဆက်ထားတာကိုဝိညာဉ်နဲ့ခန္ဓာလို့ခေါ်တယ်။အဲ့တော့ဝိညာဉ်ဆိုတဲ့သဘောတရားလေးကကောင်းမှုကုသိုလ်တွေလုပ်လိုက်တယ်။အဲ့ဒါကိုအဘိသင်္ခါရဝိညာဉ်လို့ခေါ်တယ်။မကောင်းမှုတွေပဲလုပ်လို့ကောင်းမှုတွေပဲလုပ်လို့အဲ့ဒီကံသင်္ခါရတွေလုပ်လိုက်တဲ့အခါမှာမိမိမှာအိုက်စိတ်တွေဖြစ်ပေါ်လာတယ်။ကုသိုလ်အကုသိုလ်စိတ်တွေဖြစ်လာတယ်။အဲ့ဒါကိုအဘိသင်္ခါရဝိညာဉ်လို့ပြောတယ်။ ။နောက်ဘဝကိုအကျိုးပေးတာဒီအဲ့ဒီအဘိသင်္ခါရဝိညာဉ်ကအကျိုးပေးတာ။အဲ့တော့စေတနာအာဟာဝိညာဉ်အာဟာရဆိုတာဒီအဲ့ဒီအဘိသင်္ခါရဝိညာဉ်ကိုပြောတာ။နောက်ဘဝအကျိုးပေးမဲ့မျိုးစိတ်အဘိသင်္ခါရဝိညာဉ်ဒီခမပြုလုပ်တဲ့ကံဒီကုသိုလ်ကံအကုသိုလ်ကံဒီကနောက်ဘဝတစ်ခုတစ်ခုအကျိုးပေးလာမယ်။ဟုတ်ကဲ့လား။အဲ့တော့စိတ်ဒီတကောလုံးထဲမှာပြည့်နှံ့နေလားဖြစ်တိုင်းမှာပေါ်တိုင်းမှာဖြစ်နေအဲ့ဒီစိတ်ဒီကချုပ်လို့မရအောင်လားဆိုရတယ်ကျွန်တော်တို့လက်ရှိအသက်ရှူနေတယ်ဟဟလားအသက်ရှူနေတဲ့နေရာအဆုတ်က ဘယ်ကအလုတ်လုတ်လဲလို့မြင်လို့ရှိရင်တင်္ခါရကာယတင်္ခါရလို့ခေါ်တယ်အဲ့ဒါကိုမြတ်စွာဘုရားကဒီဝိညာဉ်ဆိုတဲ့စိတ်ကဘယ်မှာတည်လဲလို့မြင်လို့ရှိရင်နေရာလေးနေရာမှာတည်တယ်တဲ့ဘယ်နေရာမှာတည်လဲဆိုတော့ရုပ်မှာတည်နေတယ်ခုနပြောတဲ့ပတာရယုတ်ဒီမှာတည်တယ်တကူလုံးမှာရှိတယ်ပတာရယုတ်ဒီမှာတည်တယ်နောက်တစ်ချက်ကသင်္ခါရမှာတည်နေတယ်နောက်တစ်ချက်ကဝေဒနာမှာတည်နေတယ်နောက်တစ်ချက်ကတဏှာမှာတည်နေတယ်မှတ်သားထားတဲ့တဏှာဒီပုံမှာလည်းဝိညာဉ်တည်တယ်ပြုပြင်စေစောတတ်တဲ့သဘောတည်း မြင်မြင်နဲ့ကြားကြည့်နဲ့စားကြည့်နဲ့ဆိုတဲ့သဘောတွေမှာလည်းဝိညာဉ်တည်တယ်။အဲ့တော့ခံစားတတ်တယ်၊ကောင်းတယ်၊ဆိုးတယ်၊ချမ်းသာတယ်၊ဆင်းရဲတယ်ခံစားတတ်တဲ့ပုံမှာလည်းဝိညာဉ်ကတည်တယ်။အဲ့တော့ဒီဝိညာဉ်တည်ဒီဝိညာဉ်တည်နေတဲ့အခါကျမှဒီခန္ဓာကိုယ်ကြီးကအလုံးလုံးတယ်။အဲ့တော့ဒီခန္ဓာကိုယ်ကြီးတည်သွားရင်ဒီခန္ဓာကိုယ်ကြီးကဘာဆွန့်သွားလဲဆိုတော့တရားသုံးပါးဆွန့်သွားတယ်။ဇီဝိတ္တဇီဝိတ္တတွေရဲ့ကမ္မစတည်သောရင်ဝိညာဉ်ရဲ့ဆိုပြီးသုံးပါးကဒီခန္ဓာကိုယ်ကနေဆွန့်သွားတဲ့အခါကျဒီခန္ဓာကိုယ်ကြီးတည်တယ်။ဒါကြောင့်မို့တည်စေတတ္တဝါလို့ခေါ်တယ်။ဒီခန္ဓာကိုယ်ကနေဒပလီတဲ့တိုင်းကိုတည်သွားတာမရှိဘူး။ ခုချင်းတစ်ခုချင်းသေးတာကမ္မစားရုပ်တွေသေးတယ်တစ်ခုပြီးတစ်ခုသေးတယ်နောက်ဆုံးသေးတာနားပဲအဲ့ဒီနားကဘယ်လောက်ထိကြာလဲဆိုနိုင်ခွက်လောက်ကြာမှသေးတယ်နားထဲမှာရှိတဲ့ပတာရယုတ်ကနိုင်ခွက်လောက်နေမှသေးတယ်အဲ့တော့မြတ်စွာဘုရားကဒါကြောင့်မို့တတဝါတဦးသေးတယ်ဆိုရင်တော့တိစေတတဝါလို့သုံးတာမွေးလာတယ်ဆိုရင်လည်းဖြစ်စေတတဝါအရင်ဆုံးစပြီးတော့ကလာလာရည်ကြီးလေးစပြည့်တယ်တပြည့်နဲ့အဲ့လိုအခမ၅ပြားဟာလာတပြည့်ပြည့်နဲ့များလာပြီးခန္ဓာကိုယ်အကောင်လေးပေါ်လာဖြစ်စေတတဝါတိစေတတဝါလို့သုံးတယ်ဟုတ်လားအဲ့တော့မြတ်စွာဘုရားရဲ့ဒီတရားတွေကဒီခန္ဓာကိုယ် ြောတာဒီကနာကိုကအဲ့ဒီလိုခွဲခြားစိတ်ဖြာပြီးနားလည်လိုက်လို့ရှိရင်ခမရတို့တရားအထုတ်ရတာလွယ်သွားတယ်အဲ့ဒီလိုပဲခမရတို့ဘာကိုစဉ်းစားစဉ်းစားဘာကိုတွေးတော့တွေးတော့ကြည်ဝကျင်တာချမ်းသာကျင်တာပဲဖြစ်ဖြစ်ဒီတရားတွေကိုသိထားရင်နီးလဲမှမှန်နေလို့တဲ့တယ်အဲ့ဒါတွေကိုနားမလည်ထားလို့ရှိရင်မဟုတ်တာတွေမှန်မှန်နာတယ်အတွေးတွေမိစ္ဆာတိတ်ကြီးအတွေးတွေမိစ္ဆာတိတ်ကြီးအမြင်တွေဝင်လာတတ်တယ်နော်